寂寞的麻痹，切、嗯、看过我吗？我怎么去陪温拉比？搞不明白吧？明拉西多，廿、嗯、个嘛？我今天把钱都拿给皮巴弟。 ခက်ရမင်္ဂလာပါဗျာဒါကျွန်တော် share လိုက်အောင်မင်္ဂလာပါအားလုံးပါပြောပြမယ်ကိုမတ်တာဘိုးဝင်တော့ဂူရီမာရီအားလုံးပဲမင်္ဂလာရှိတော်ညခင်ပါ ငါပါခိုက်မင်္ဂလာပါဗျာအနာကတော့ကျွန်တော်တို့ဒီတင်ခွင့်မမေးဘရိတ်ကတော့အလုံးလုံးသွားတယ်ပေါ့နော်ကျွန်တော်ဘရိတ်တွေလုံးလုံးသွားတယ်ပေါ့သုံးဘရိတ်ဆိုပြီးလုံးသွားတယ်နေကုန်လုံးသွားတာကြောက်ဖို့ကောင်းဒူးဒီမှာလေးလာမှတ်တိုင်းမကုန်ပြလား လေးလာမှတ်သားမယ်ဆိုရင်မကုန်နိုင်ဘူးသူဒီမှာမိပြက်နေတယ်ကွာတဲ့ပြက်နေပြက်တော့ပြက်တယ်ဒီလာနိုင်တော့မိရတိတက်တက်ဟိုအားလည်းမရှိတော့ ောင်းကကဲညတော့ဒီပြက်ပြက်လေးနဲ့ပဲကျွန်တော်တို့တွေလိုက်စမှာပေါ့နော်နေ့ကမနက်ပိုင်းမှာပြောဆို၃ညတက်လိုက်တာ၃ညကျွန်တော်ပြောသလိုပဲကဏ္ဍကစားသွားတယ်6လုံးကျွန်တော်မညမပြောခဲ့ဘူးလား ဘယ်တော့ခါမှကနန်း၃လုံးနဲ့ပြီးတဲ့နေ့ကိုမရှိဘူးတင်းလာအင်္ဂါမှာကနန်း၃လုံး၄လုံးနဲ့မပြီးသွားနိုင်ဘူးလို့ကျွန်တော်ပြောရတယ်။ညကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲကျွန်တော်သုံးသပ်မှုပဲပေါ့။မင်္ဂလာပါအားလုံးပဲ။မိရပြက်နေကြတယ်ပေါ့နော်။ ညညမှလည်းအဲ့လိုသုံးသက်ချက်လေးတွေပေါ့ကျွန်တော်တို့သုံးသက်ချက်လေးရှိရပေါ့လို့သုံးသက်ချက်လေးလည်းဆိုတော့ဘုညနေပိုင်းစောတာကိုကြည့်ပါညနေပိုင်းစောတဲ့ကဏ္ဍလေးလုံး62တက်ဆိုတဲ့ကဏ္ဍလေးလုံးအဲ့ဒီလေးလုံးကအလကားလာမဟုတ်ဘူးเนาะဒါဒီစနေရပြန်တွက်ပြတာပေါ့ viewer မရှိဘူးနော်တိကျရာတိမယ်မြင်မယ်ထင်တာတွေမေးလို့ရတယ်မေးရရှိမေးပေါ့ပြီးပြတာတော့မပြောနဲ့တနေ့ကုန်နဲ့မိ၄နာရီပဲပြေးရတယ်ပြောမနေတာဒီဟာပုံမှန်ပါပဲပုံမှန်ပါပဲ my friend ဆိုရင်နှုတ်ကြောင်ကောင်းနေစင်းနော်မနက်ခင်းမှာ၃၃ည၄ဆိုတဲ့ ်ခဏ3လုံးနဲ့စော်တယ်ညနေခင်းမှာ90နဲ့နှစ်တယ်ခဏ4လုံးစော်တယ်သူကမနေ့စင်းညစီကိုခဏ9လုံးနဲ့အပြီးရိုက်ရတာနော်အနက်9လုံးနဲ့ဆိုတာဒါဟိုတုံညာတွေပါကြီးရဟိုကျွန်တော်ထည့်မှတ်ထားအောင်တုံညာပါခဏ6လုံးနဲ့ရိုက်တာနေ့ရက်ကိုခဏ6လုံးနဲ့ရိုက်တာရှူရလည်းမရှိဘူးစိတ်ညစ်လား

လေးရကြပြီဟုတ်ကဲ့ညာတော့လိုက်ပြီနော်အလောင်းမီးရတာလည်းလိုင်းမရအောင်ဖြစ်နေကြတဲ့သားကြီးဟုတ်တယ်ဆရာမီးရတဲ့လွယ်ရလွယ်မီးရပြန်လာအကြည့်ရမှာပေါ့လောကလာကျစားတဲ့အစား တချို့ကတော့နှလုံးသားထဲမှာရှာတချို့ကသာရုပ်လက္ခဏာအလားတရားသူနုပညာပါပုံမှန်လွှင့်ပေးပါပုံမှန်လွှင့်ပါဒီ9နိုင်ပုံမှန်လွှင့်မယ်လို့ပြောတာအင်းရှင်းတဲ့ကွဲနေပြီ ဲ့ရေခွန်ရှိကမနက်ဖန်ပါကောင်းတယ်ကျန်တဲ့အနားစောင်းတော့ပြောပေးမယ်။အဲတော့သုံးသက်ချက်တွေပဲ။သုံးသက်ချက်တွေ break လာမယ်ပေါ့။ မင်းသာတော့ညာသူရဲ့မန့်ကြော်တယ်ဆရာဘယ်လိုမန့်ကြော်ပါဘယ်မန့်ကြော်ကြော်ဘယ်ပြောက်နေရှိပါလဲအဲဒီဘက်ကဆိုရယ်လိုင်းကိုမရဘူးအဘူးလားမလားအဘူးလားမကျွန်တော်မနေ့ကတော့ကျွန်တော်ပြောခဲ့ရယ်ဗောသုံးပရိတ်ထွက်အဘူးလားမချိန်နေထွက်မှာဘူးဒီတစ်ပတ်အဘူးချိန်နေထွက်မှာအဘူးထွက်ရင်ငါအပေါ်အဘူးထွက်မှာ 9689အခု၄မျိုးတော့9689ဘုံတော့ကနငါးဘူးအခု9ဘူးထွက်လိုက်လောကံတတိလူရှင်နေတာဆက်လက်ရမတော့နဲ့ဟော ပါသူရဲ့ခံစားမှုများကိုခံဒီမှုများသောအမဒီပေါ့ပေါ့၆ောက်ပန်းစေခိုင်းမှပြည့်မြတော်လာရဲ့သစ္စာပါခဲ့ရဲ့ဘယ်ချိန်ကြည့်ကြည့်အရင်တိုင်းပါပဲစိတ်ကောင်းရုံမပြောင်းတော့ဒီလိုပါပဲရင်လူကရင်လူပါပဲ ဘယ်တော့မှပြောင်းလဲတော့မှာမဟုတ်ဘူးအခုချိန်မှာလည်းကာဗွန်ဒိုင်အလွန်ကြီးလို့တင်ပါတယ်ဟုတ်ပါပြီကျွန်တော်ဘက်ကအကောင်းဆုံးတော့ကြိုးစားပြီဖြစ်တာမဖြစ်တာတော့ကံပေါ့ဗျာညာညာလည်းကျွန်တော်ပြောခဲ့တယ်တုံညာလေးနေကုန်တက်တယ်သုံးရှစ်ပြိတ်နေကုန်ရှိရလို့ပြောတယ်ခဏခုနှလုံးနဲ့အပီးရိုက်ကမှကျွန်တော်တို့ကသုံးရှစ်ပြိတ်ကိုခဏခုနှလုံးနဲ့အပီးရိုက်တယ်ညနေခင်းမှာနှစ်တက်လို့လာတတ်တယ်မနက်ခင်းကတုံညာအုံးဒါကျွန်တော်တို့မသက်ဆိုင်တဲ့ကဏ္ဍဗျာ ကျွန်တော်တို့လည်းလုံးဝမသက်ဆိုင်နေကုန်၃ည၄တရာအတွက်ကျွန်တော်တို့၃ညပါတဲ့၃ပရိတ်၃ညပါတဲ့၈ပရိတ်ကျွန်တော်တို့မဆိုင်ဘူး၄ပါတဲ့၃ပရိတ်၄ပါတဲ့၈ပရိတ်ကျွန်တော်တို့မသက်ဆိုင်ဘူးအားလုံးကျွန်တော်တို့ညနေခင်းမှာထတ်ချပေးတယ်ဒါသူကနီးစနစ်ပေါ့ဗျာကဲလမလေးကြောက်ချိုက်နေရောလား 一边来一根烟丝，夜你来个泪皮皮你你我飘上黑衣，你,你要的腰你你我求暖你,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 你，别来时有一飘温柔的细雨。老潘不听你来瞄人家的，哎，没嘛压你没压力个？这几个超短的，没穿这个表，哪怕穿了 99တသမ900ခန်းတော့ရေးရမယ်အရေးကြီးကိုဝယ်ထားတဲ့သူတွေလည်းမနက်ဖက်ကတင်ထုံးမယ်မနက်ခင်းတင်ထုံးမယ်နော်မနက်ဖက်ကမနက်ခင်းတင်ထုံးမယ်ကျေရပြည်မှာပေါ့ပြန်လို့ရတယ်ပုံစံကောင်းတယ်အချိန်ကစီကိုမျောရေးတဲ့နေနေတယ် မစရင်နောက်ပြန်သိသွဲထားလေးတခင်လေးယုတ်တရခွဲခွာကလာအောင်များလို့စီကံစနဝီကရွာကလေးတဲစုစုဘယ်မျိုးကနေရလဲကျွန်တော်ရန်ကုန်ကမှာဗျမင်္ဂလာပါကြီးခဲ့တယ်မင်္ဂလာပါကိုကြီးရောကိုဝင်းမင်းဦးကြီးမင်္ဂလာပါဗျ မင်္ဂလာပါခဲ့ရဲ့မင်္ဂလာပါမမေလို့တာလုံးမဝင်လာနဲ့လက်မလေးပြောဆိုနေဆုံးတော့နေတုံးနေကံစီလမြာစရေရီအေးဒီကြံရလေးပြာများဝေးစီဒီလိုချစ်ရှိလက်ခွေနဲ့မှုချင်းနေရီ ။အခုဆိုတော့အင်းနဲ့နီးရပေါ်တယ်ဟုတ်ကဲ့ပါဗျာ။ကဲသူကတရားပြည့်ကျွန်တော်ခလီအခုဒေတာရဲ့ခဏန်းတစ်လုံးတော့ပြောပြပါမယ်။ကိုးပါ။ကိုးပါ။ကိုးတစ်လုံးပြောပြလိုက်နော်။အဲ့တော့အပူရှိတယ်အပူတို့တော့နော်ကိုပြောရဲကိုပူတို့ကပူပါလို့ 那个人常参与。跟你英文那么牛。这句话你了解吧？这叫比划来上不了我呢。来人了，来十厘米的，三厘米的泥巴了，撇断了，知道？ကျွန်တော်ပြောကြစီရလေကျွန်တော်ပြောခဲ့မယ်ပေါ့နော်။အခုဒီမှာထိုးခြင်းနဲ့ထိုးကြပေါ့။မနက်ဖက်က6ပြိတ်တနေကုန်။မနက်မထွက်ညနေ 6ပရိတ်မနဖန်ကတနေကုန်เนาะ6ပရိတ်မနဖန်ကတနေကုန်နေကုန်6ပရိတ်ရှိရယ်စီမြင်စီကြောတွေအရာဆိုရင်ပရိတ်တူပရိတ်ထွက်ရင်အဲ့ဒီပရိတ်နဲ့တက်ဆိုင်နဲ့ပရိတ်တစ်ခုပေါ့ဆိုပါဆိုကျွန်တော်တို့မန္တကြီးကပေါ့เนาะဒီနေ့ဒီနေ့ဒါ10ပရိတ်10ပရိတ်ထွက်ခဲ့မှာဆိုရင် ကျွန်တော်တို့ကမန္တလေးကတက်ပရိတ်ထိုးมาပေါ့အခုကဒီနေ့တဏီကောင်ကသုံးပရိတ်သုံးပရိတ်လို့ဆင်းတယ်ဒါနီးစနေရတယ်တွေ့ရုံကပြကြတာပေါ့သုံးပရိတ်သုံးပရိတ်လို့ဆင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က like အမဲ့ကဏ္ဍကအခုဆိုရတော့ညီအကိုပေါ့မနက်က7ပြင်းနေညီအကိုပေါ့မနက်က3ည7ပြင်းပေါ့3ည7တာပေါ့နော် ဘူဘရိတ်လို့ပြောတာမဟုတ်3ည90အဲ့က3ည90ပြီး30လို့ထွက်တယ်3ထိပ်စီမားထိပ်စီနဲ့ထွက်တယ်ညနေမှာပြန်တယ်တယ်နှစ်ထိပ်စီစုံထိပ်စီပြန်တယ်တယ်နောက်ကနေဟိုဟာတစ်ပိတ်သွားတယ်တင်းနှစ်လို့ထွက်တယ်တင်းနှစ်လို့ထွက်တော့ဒါဟိုဟာပေါ့ဥပမာပေါ့တပြိုင်ခလေးအတွင်းနဲ့ခင်ဗျားတို့အရင်ဆုံးတွေးကြည့်လိုက်ဘရိတ်ပေါင်းခြင်းနှစ်ခုစီ6 အဲကြောင့်6ပြိတ်ပေးရတယ်ခမောက်စေချင်မှာထင်းနေမှာဆိုလို့ပြပြတော့အဲ့လိုမဟုတ်ဘူးပြိတ်ပေါင်းရဲ့6ဆိုရတယ်အဲ့ဒီ6ပြိတ်ပေါ့ကျွန်တော်ဥပမာပေါ့ပြောပြရမှာကျွန်တော်တို့ဘယ်လောက်မှထွက်တာလဲ3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90ပြီးခဲ့တဲ့19အဲ 16ဘက်လောက်မှာကျွန်တော်ထွက်ထားခဲ့တဲ့ကဏ္ဍပေါ့မနက်ခင်းမှာနှစ်ပရိညနေခင်းမှာနှစ်ပရိလို့ထွက်တယ်မနက်ခင်းနှစ်ပရိညနေခင်းနှစ်ပရိလို့ထွက်တယ်အဲဒီအချိန်မှာကျွန်တော်တို့ကကျွန်တော်တို့ဒီစနစ်နဲ့အတွေ့အကြုံရဘာဘရိတ်လဲဆိုကျွန်တော်နောက်နေမှာဖမ်းလိုက်တယ်ကျွန်တော်တို့ဒီခွန်ဘရိတ်ကိုကျွန်တော်အပိုင်ရိုက်တာအဲ့ဒီနေရာခွန်ခွန်ကိုကျွန်တော်အပိုင်ရိုက်တာ sorry ခွန်ဘရိတ်ကိုကျွန်တော်အပိုင်ရိုက်တာ52လို့ညနေခင်းမှာထွက်တယ် အဲဆိုတော့ဒီနေ့၃ပြိတ်၃ပြိတ်လို့ထွက်တဲ့အချိန်မှာကျွန်တော်တို့ကမတဖန်ကကျွန်တော်တို့ကသူ့ရဲ့လာတဲ့စီကြော်ရပေါ့၆ပြိတ်လို့နဖန်ကတန်နေကုန်မှာရတယ်ကျွန်တော်ဗိုလ်မှုကျော်ခွန်ဆိုတဲ့ပတ်တီကလုံးနဲ့ရှိတယ်ဆိုတော့ကျွန်တော်တို့က89ဆိုတဲ့ကဏ္ဍတကွထိုးမယ်၆ပြိတ်89ဆိုတဲ့ကဏ္ဍတကွ၆ပြိတ်ထိုးမယ်မတဖန်ကတန်နေကုန်မှာထိုးမယ်၆ပြိတ်ကိုနေကုန်ရန်ရင်လဲရန်ပေါ့မရန်ရင်လို့ ကနန်းကွက်ပေါက်တကွက်ကောင်းထိုးကျင်တယ်သူဆိုရင်လည်း59တကွက်တည်းထိုး59လို့တကွက်တည်းထိုးမှာပေါ့နော်ဟာကလေးကဖုန်းခေါ်အဲ့လိုကျတော့59လို့တကွက်တည်းထိုးမှာပေါ့ဒါမှဟိုကမဖြစ်ဘူးဆိုရင်ကျွန်တော်မွေးကနန်းနေရှိသေးတယ်မွေးကနန်းနေကနန်းကိုထိုးကျင်တယ်ဆိုပြပြတာပေါ့နော်မွေးကနန်းကဘာလဲဆိုတော့ဟောဒီလေးရဲ့ဒီကြမှာပြန်ဆက်ပါမယ်အခု ကျွန်တော်တို့ဟိုဘာလဲဆိုတော့မွေးကနန်းကကျွန်တော်တို့ခွန်ရှင်းနဲ့ခွန်ဆောင်တယ်ခွန်ကမနဖန်ကတရက်အသက်ပဲရှိတော့တာမနဖန်ကတရက်အသက်ပဲရှိတော့လည်းကြောင့်မလို့ကျွန်တော်တို့တွေဖြစ်လာခဲ့မယ်ဆိုရင်ခွန်ကိုထွက်ဖို့များတယ်ပေါ့နော်ခွန်ကိုထွက်ဖို့များတယ်မနဖန်ကတနေ့ကုန်မှာခွန်တစ်လုံးရှိမယ်ပြိတိ6ပြိရှိရဲ့အဲ့တော့ကြောင့်ကျွန်တော်တို့90ကိုတက်ွက်တယ်ရွေးချယ်ဟိုရွေးချယ်လိုက်ပေါ့နော်တက်ွက်ကောင်းမှကျွန်တော်တို့ ချမယ်ဗောနော်တကယ်လို့ခွန်နဲ့ပတ်သက်ပြီးမှဟိုထွက်လာခဲ့မယ်ဆိုရင်ပေါ့ခွန်၈ခွန်ကိုခွန်၆ဆိုရင်ကဏ္ဍ၃ွက်ပေါ့ကျွန်တော်မွေးကဏ္ဍ၂ွက်ကပါတဲ့အတွက်ကြောင့်မလို့မွေးကဏ္ဍကိုမိတ်မှာဆိုလို့တခါတည်းထည့်ပြောပေးတာဒီလိုက်ထဲမှာကိုလူတွေအကိုရင်မတွေလည်းရရစီခြင်းနဲ့ဆန္ဒတစ်ခုနဲ့ဗာဆန္ဒမှတော့မရှိဘူးကိုကိုရင်မတွေရရစီခြင်းနဲ့ဆန္ဒနဲ့နော်ခွန်၈ခွန်၆ကမွေးကဏ္ဍနော်89ကတကွက်တဲ့မိတ်တွေထိုးရမှာနော် တိုးတော်တူကဖြစ်မလာခဲ့ဘူးဆိုရင်ခွန်ဘူးတတိထကိုဘူးတတိထနော်ခြောက်ပရိနဲ့ပတ်သက်ရင်ဗျာအများကြီးရှိပါတယ်ခြောက်အရှိရှိတူဟုတ်လား၃၃၄၂တူ၁၅ဟုတ်လား၃၅တော့ငွေရလိုက်ပါတယ်โอเคပါကျွန်တော်နေကုန်ကဒန်းတက်ပြီးခင်မယ်နေကုန်မှာထွက်တဲ့ကဏ္ဍဆိုတော့မနက်ခင်းမှာအဲ့ဒီ brain နဲ့အဲ့ဒီအခုကျွန်တော်တက်တဲ့အလုံးနဲ့တွဲလာခဲ့ရင်အဲ့ဒီကဏ္ဍကဘောင်းမွင်ဘူး ကျူပထဘောင်းမွင်အဲ့ဒါဘောင်းဝင်တဲ့ကဏ္ဍလို့မခေါ်နော်မနဖန်ကတဏီကုံမှာနော်မနဖန်ကတဏီကုံမှာကျွန်တော်တို့နှစ်နဲ့လေးကိုတဏီကုံပြန်အ sorry ဟုတ်တယ်နှစ်နဲ့လေးကိုတဏီကုံပြန်သက်တယ်အဲ့တော့ကျွန်တော်တို့6ပရိတ်ကတကွက်ရော့သွားပြီ24ဆိုတဲ့ကဏ္ဍတကွက်ထိုးရအောင်မလို့ထွက်ရင်ထွက်လာပါလိမ့်စီ ဟုတ်လားထွက်ရင်ထွက်သွားပလိစီမသိကြအောင်လာစောင်းနေလိုက်6ပရိနဲ့ပတ်တန်း24ဆိုရင်ကနေတကွာဖယ်လိုက်တော့စုံတက်ပေးတာနှစ်နဲ့လေးကိုစုံတက်ပေးတာအခုဥပမာတစ်ခုပေါ့ကျွန်တော်တို့နေတဲ့ဇရာလေးဆွဲလို့ရအောင်တစ်ခုပြပြအောင်အခုရိုက်နေတာမနက်ခင်းမှာကနေ3လုံးနဲ့ရိုက်တာ3ည3လေးဆိုရင်ကနေ3လုံးနဲ့ရိုက်တာအဲ့ဒီကနေ3လုံးနဲ့မနက်ဖက်ကမပြီးဘူးမနက်ခင်းမှာအဲ့ကနေ3လုံးလုံးလေးပြန်ကြီးဖို့အစီအစဉ်မရှိတော့ဘူး မနက်ဖန်ကဘုံတော့ကနန်း၃လုံးနဲ့မနက်ခင်းမှာမစော်ဘူးအဲ့ဒါစိတ်ချမနက်ဖန်ကအနေဆုံးကနန်းထွက်လာခဲ့မယ်ဆိုရင်ဘုံတော့မနက်ဖန်ကထွက်လာခဲ့မယ်ဆိုရင်60ဟာ3ဘူးလို့အဲ့ဒီဟာ6ပြိတ်တွေပတ်တတ်ရင်အဲ့ဒါတွေကဖြစ်နိုင်တယ်တကယ်လို့60ဆိုရင်အစိမ့်တစ်လုံးပါမယ်မနက်ခင်းမှာကနန်း၄လုံးရိုက်မယ်လို့မျှော်စိတ်ထဲမှာထင်လိုက်မယ်ကျွန်တော်အဲ့လိုမထင်ဘူးမနက်ဖန်ကအစိမ့်နှလုံးထပ်ရိုက်လိုက်မယ်လို့ထင်တယ် ၃၃ည၄ဆိုတဲ့ကဏ္ဍကို၄လုံး၃လုံးပြန်တက်တက်ပြီးနှစ်ပါထက်၄လုံးတက်ကျန်တဲ့၆လုံးခွေအပြီးပါအဲ့ဒါလှည့်ကြည့်ကြမလို့မနက်ဖက်ကမနက်ခင်းတော့ကိုပြောရနော်မနက်ဖက်ကမနက်ခင်း၁၂နာရီတော့ကိုကျွန်တော်တို့တက်ဟိုကနီးစနစ်တခုပြောပြတာမရှုံးတဲ့နီးစနစ်ကိုပြောပြတာနော်၃၃ည၄အဲ့ဒီကဏ္ဍ၃လုံးတက်တက်ပြီးတော့နှစ်ပါထက်၄လုံးရှိတယ်ကျန်တာကဏ္ဍ၆လုံးကျန်တယ်အဲ့ဒီ၆လုံးကိုခွေ30နဲ့6ကွက်ထွက်တယ် အပူပါပါ36ခွက်ထွက်တယ်အပူပါပါ36ခွက်ထွက်တယ်36ခွက်ဆိုရင်ကျွန်တော်တို့မှာဆိုဆိုပါဆိုကော်ရတဲ့နေရာရှိမယ်ကော်ရကော်30ပဲရအောင်အစ90ရှိတယ်ကော်ရအစ90ရှိတယ်ကော်ရအစ90ရှိတယ်ဆိုတော့ကျွန်တော်အကနအကွက်40ထားလိုက်အောင်ကျွန်တော်90မြတ်မယ်အကွက်9အဲ sorry အစ90မြတ်မယ်အရင်နည်းနဲ့များတယ် အမြန်ဆိုပါစို့တသိန်းရင်တသိန်းမြတ်မယ်ဆိုတဲ့ပုံစံမျိုးရင်းနှီးများတယ်အမြန်များမယ်ဒါပဲအဓိကဒါပဲဥပမာပြောပြတာနော်အဥပမာပြောပြတာမနက်က6ပြိတ်ကတော့မိန်ပေါ့နော်နော်မနက်က6ပြိတ်ကတော့မိန်ပါဒါကိုအကိုဒီမားထိုးခြင်းတဲ့ပုံစံတခုကိုကျွန်တော်ပြောပြတာမနက်ကအတော့ကိုတော့ နားထောင်ပြီးတော့အုံနောက်ထဲမှာစဉ်းစားကြည့်ကနန်းအကွက်ဆိုပါစို့ကျွန်တော်တို့ကနန်းအကွက်80ထိုးရင်တော့ကျွန်တော်မရှုံးကြကော30ရရနေရမှာဆိုပြောတာ20မြက်မယ်အဲ့ဒါမှကျွန်တော်တို့ကသူကခွေမယ်ဆိုရင်ပေါ့နော်ကိုထိုးကြည့်အကာလေးပြန်ခွေမယ်ဆိုရင်ကနန်း6လုံးခွေရမယ်မရှုံးဘူးလားဆိုရင်ငါပါကြားခွန်လာနိုင်လားတဲ့ခေါ်ပြောပြီးပါခွန်ကထွက်မှာခွန်မပြောက်ဘူးဒီပါ ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့တောက်ကြမှာ30ဆိုတဲ့ကဏ္ဍခန့်ထားတယ်။တူလေးရအပူချင်နေဒီဘက်ထွက်လိုက်မှာအပူက။နော်။လိုက်ကြည့်ပါ။ကရဏာစီကြောမှာလိုက်ကြည့်ပါ။၃30လို့အတောက်ကြနေညနေမှာထွက်ခဲ့အဲ့ခွန်ကဗုဒ္ဓမကျော်ထွက်လာအောင်အခုချိန်ကြာနေကြဘာကြောင့်ကြာလဲဆိုတော့ကျွန်တော်လည်းစဉ်းစားလို့မရအောင် အကိုရေးတဲ့ငါးအောင်ချင်းကြီးကောင်းလာတယ်အဲ့တော့ကျွန်တော်မသိကျွန်တော်မပြောတတ်ဘူးအအဖူးပါအခွေဆိုရင်ကနက်6လုံးခွင့်အကွက်36ခွက်ထွက်တယ်ရှေ့ရောခတ်တယ်ရှေ့လည်းမြင်ပါတယ်ဒါပေမဲ့အဓိက main อ่ะ main key point อ่ะခွန်လို့ကျွန်တော်တို့မှတ်ထားတာခွန်ထွက်လာလိမ့်မယ်ခွန်ထွက်လာခဲ့ရင်ကျွန်တော်တို့မြက်မယ်เนาะခွန်မထွက်လာရင်တော့ ဘလူးကြော်ဘူးကထွက်တယ်ကျွန်တော်ကိုယ်တိုင်လည်းမပေါက်ဘူးဗျာကျွန်တော်ကိုယ်တိုင်လည်းခွန်လိုက်နေတယ်နော်ကျွန်တော်ကိုယ်တိုင်လည်းခွန်လိုက်နေတော့ကြောင့်မလို့ဘလူးကြော်မှထွက်ကျွန်တော်လည်းမပေါက်ဘူးမနာဖန်ကတနေကိုကျွန်တော်ထိုးပြီအကြိုက်ထိုးပြီအခွန်က89ဆိုတဲ့ကနန်းတစ်ဘွက်ကိုကျွန်တော်မနာဖန်ကအနေဆုံးမထိုးဘူးဆိုရင်တော့30ဝန်းအနေဆုံးထိုးမှာပြောပြတာနော်အဲ့တော့ကြောင့်ကိုကိုဒီမာဒီရန်ကျင်နေဆိုရင်မနာဖန်က3 3ည4နှစ်အဲ့ဒီဟာကိုမနာခေးကိုတတ်တတ်ပြီးတော့ကျန်တဲ့ကနန်း 6လုံးခွေးအဘူပါထဲ့ခွေးအဲဆိုပေါက်ပြီဂိမ်းနေပါ යි เนาะအဲဆိုတော့ကျွန်တော်ရဲ့ live မှုရန်နာမယ်နားလဲနားလဲလောက်မယ်လို့ကျွန်တော်ထင်ပါတယ်မန္တဖန်က main key က main key point ပေါ့เนาะကျွန်တော်တို့ထိုးရမယ်ကဏ89ဆိုတဲ့ကဏတက်ွက်တယ်6ဘိတ်တနေ့ကိုညတိုင်း9နာရီခွဲမှာကျွန်တော်လိုက်ရိုးရှိမယ်2ဒီဘိုးသူရနဲ့ပတ်သက်ပြီးလေးလာခြင်းနဲ့နားထောင်ခြင်းနဲ့ သိရှိခြင်းလဲဆိုရင်ဟေး9နာရီခွဲဆိုကျွန်တော် YouTube channel လေးကိုလာခဲ့နော် YouTube channel မှာကျွန်တော်အများ9နာရီချိုးဆို live လွှင့်ပါမယ်အားလုံးပဲဘိုင်ပါအားလုံးပဲတက်တာပါနော်